ပရိသတ်များအားလုံးပဲမြင်လာပါရှင့် Global Media ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့နိုဝင်ဘာလ26ရက်နေ့ည8:00နာရီနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားရမှာပါဟေးဝင်ရနေဆိုပြသစဉ်ကိုသူမတို့လက်ဖွဲ့ပေးလိုက်တဲ့အင်ဂျီကဘလောက်ထိခမ်းနားတယ်ဆိုတာကို TikTok မှာခြပြလာတဲ့ဟေးဝင်ရအမေဒေါ်ဆန်းဆန်းဝင်း ထိုင်းနိုင်ငံတောင်ပိုင်းဟဲ့ရိုင်မြို့တမြို့လုံးရေလွှမ်းနေလို့ဓမီတွေနဲ့အကူအညီတောင်းနေရတဲ့ရွှေမြမာများမလမပဝစ်စုံဖန်တီးပေးခဲ့တဲ့ဒီဇိုင်နာရတုကိုရောင်းလို့တောင်ကျေးဇူးမတင်လို့လူပြောများနေရဲ့ဆိုပြတဲ့စဉ်စတဲ့သတင်းတွေပဲဖြစ်ပါရဲ့ရှင်။မလမပဝစ်စုံဖန်တီးပေးခဲ့တဲ့ဒီဇိုင်နာရတုကိုရောင်းလို့တောင်ကျေးဇူးမတင်လို့လူပြောများနေရဲ့ဆိုပြတဲ့စဉ် ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင့်ပရိသတ်ကြီးလည်းတွေ့မိကြမယ်လို့ထင်ပါတယ်နိုင်ငံကျော်မင်းသမီးကျော်လေးဆိုပြသစင်နဲ့ဟိဝရဲ့တို့ရဲ့မင်္ဂလာပွဲကြီးကတော့အောင်မြင်စွာနဲ့ပြီးဆုံးသွားခဲ့ပါပြီပွဲပြင်းတာနဲ့ဆိုပြသစင်ကသူမရဲ့လူမှုကွန်ရက်ဆောင်မြင်တာချမ်းမောင်းမင်္ဂလာပွဲဖြစ်မြောက်အောင်ကူညီပေးခဲ့ကြတဲ့မိတ်ဆွေတွေစပွန်ဆာပေးခဲ့ကြတဲ့ရတနာဆိုင်တွေနဲ့မိတ်ကပ်ဆရာတွေဒီဇိုင်နာတွေကိုနာမည်တက်ပြီးတော့တယောက်ချင်းစီကျေးဇူးတင်စကားဆိုခဲ့ပါတယ်ဒီဇိုင်နာမိုးကုတ်ပေါပေါကအစားစိန်နှန်းတော်ဝိန်ဖူစတဲ့ဆိုင်ကြီးတွေအစုံအကုန်ပါဝင်ပါတယ်ဒါပေမဲ့ ိသက်တွေရဲ့မျက်လုံးကြောက်ထောက်ကြည့်ရှုမှုအောက်မှာအရေးကြီးတဲ့နာမည်တစ်လုံးပျောက်ဆုံးနေပါတယ်။အဲ့ဒါကတော့ဒီဇိုင်နာယဒုပါပဲ။ဆိုပြီးသစဉ်ရဲ့ပင်ဆိုင်ဒီဇိုင်နာလို့တောင်မှပြောလို့ရတဲ့ယဒုကိုသူမကဘာလို့ခြံလက်ထားခဲ့ရလဲ။ဒီကိစ္စရဲ့အဖြေမှန်ကလွန်ခဲ့တဲ့လပိုင်းကဟိဝရန် surprise လုပ်ပြီးတော့လက်ထောက်ခွင့်တောင်းခဲ့တဲ့ပွဲနေ့စီကိုပြန်သွားရမှာပါ။အဲ့ဒီနေ့ကဆိုပြီးသစဉ်ဝစ်စင်ခဲ့တဲ့အဖြူရောင်ဝစ်စုံလေးကိုမှတ်မိကြမယ်လို့ထင်ပါတယ်။အဲ့ဒီဝစ်စုံကိုဖန်တီးခဲ့တာကဒီဇိုင်နာယဒုဖြစ်ပြီးတော့ရလက်ကတော့ဖက်ရ ရှင်ခွန်းနေဆိုတဲ့သကလုံးနဲ့တောင်မလုံလောက်ခဲ့ပါဘူး။ဆိုရှယ်မီဒီယာထက်မှာပရိသတ်တွေကဒီဝစ်ဆောင်ကိုချနောင်စကားကွက်ကြီးနဲ့တူတဲ့မီးယုံဆောင်စွတ်ထားတယ်လို့ပဲ။တချို့တွေဆိုရင်စက်ချင်းနောင်မှောက်ထားလားဆိုပြီးတော့ပြင်းပြင်းထန်ထန်ဝေဖန်လောင်ပြောင်းခဲ့ကြပါသေးတယ်။ တကယ်တမ်းကျတော့ဆိုပြတဲ့စင်ကခန္ဓာကိုယ်တည်တည်တည်လေးပါဒီလိုမျိုးကုံလုံးလေးနဲ့အောက်ကကကကြီးအပေါ်ကထောင်ထောင်ကြီးဖြစ်နေတဲ့ဒီဒီဇိုင်းကလုံးဝလုံးဝအဆင်မပြေတာပါဝတ်ဆောင်ကလူကုံမျိုးထားတယ်လို့ဖြစ်ပြီးတော့ဆိုပြတဲ့စင်ရဲ့အလောက်ကိုဖော်ထုတ်ပေးရမယ့်အစားဖုံးကွယ်ပြလိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်အဲ့ဒီအချိန်တုန်းကဒီဇိုင်နာရတုဘက်ကဒီဝတ်ဆောင်ကိုလူအယောက်30ကတုံးညမအိပ်ဖိနေစူးစားပန်းစားဖန်တီးထားရတာပါ ဆိုပြီးတော့ရှင်းပြခဲ့ပူပါတယ်ဒါပေမဲ့ဖက်ရှင်လောကမှာစူးစားအထောက်မှုထက်ရလက ကပိုစကားပြောပါတယ်ဘလောက်ပဲစ조사ထားပါစေဝေးရတဲ့သူနဲ့မလိုက်ဖက်ရင်ပွဲမတိုးရင်အလကားပါပဲမိန်းကလေးတယောက်တည်းလက်ထပ်ခွင့်အတောင်းခံရခြင်းဆိုတာတသက်မှာတစ်ခါသာကြုံရမယ့်အမတ်တရနေသူနေမြတ်ပါဒီလိုနေမျိုးမှာကိုကအမင်းသမီးလေးလိုလှကျင်နေမှာတဘာဝပါပဲဒါပေမဲ့အခုတော့လှဖို့နေနေတော့ဖက်ရှင်ဂျင်စာမိတယ်လို့ဖြစ်ပြီးတော့ means တွေ throw တွေလုံးစရာဖြစ်သွားခဲ့ရပါတယ်ဒီရက်ချက်ကအစိုးပြတဲ့စီရင်စိတ်ထဲမှာတော်တော်လေးအခဲမကြေဖြစ်ကြံရခဲ့ပုံပါပဲဒါက ြောင့်ပဲမင်္ဂလာပွဲကြီးပြီးဆုံးသွားတဲ့အခါမှာတခြားသူတွေကိုကျေးဇူးတင်ကြောင်းပြောကြားခဲ့ပေမယ့်ဒီဇိုင်နာရတုကိုတော့ရောင်လို့တောင်မှထည့်မရေးခဲ့တာဖြစ်နိုင်ပါတယ်။ဒါဟာဆိုဖီသဇင်ရဲ့တိတ်ဆိတ်ခြင်းနဲ့တုံ့ပြန်လိုက်တဲ့လက်စားချေမှုတစ်ခုလို့တောင်မှသုံးသပ်လို့ရပါတယ်။ငါရဲ့အမတ်တရားနေ့ကိုဖျက်ဆီးခဲ့တဲ့အတွက်နင့်ကို credit မပေးနိုင်ဘူးဆိုတဲ့သဘောမျိုးတက်ရောက်နေပါတယ်။ဒီဖြစ်ရက်ကဒီဇိုင်နာတွေအတွက်ရောသူတို့သမီးလောင်းတွေအတွက်ပါသင်ကန်းစာယူစီရပါပဲ။ဒီဇိုင်နာတယောက်နေတဲ့ကိုဖောက်တဲ့ရဲ့ body type နဲ့ life ဖက်မဲ့ဒီဇိုင်းကို အကြံပြုတဲ့တလို့ဖောက်တဲ့ဘက်ကလည်းကိုနဲ့လိုက်မလိုက်သေးချာစီစစ်တင်ပါတယ်မဟုတ်ရင်တော့အခုလိုမျိုးကျေးဇူးတင်လာမှနာမည်ပြုတ်တဲ့အထိဆက်ဆံရေးတွေပြတ်ပြားသွားနိုင်ပါတယ်ကဲပရိသတ်ကြီးဆိုပြတဲ့စဉ်ကဒီဇိုင်နာရတုကိုကျေးဇူးတင်လာမှမထည့်ခဲ့တာမှန်တယ်လို့ထင်လားတကယ်လို့ကိုသာဆိုပြတဲ့စဉ်နေရာမှာဆိုရင်ရောကိုကိုဒီလိုဝစ်စုံမျိုးဖန်တီးပေးတဲ့ဒီဇိုင်နာကိုကျေးဇူးတင်စကားပြောထွက်ပါမလားပရိသတ်ကြီးရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင် ငံတောင်ပိုင်းဟရိုင်မြို့တစ်မြို့လုံးရေလွှမ်းနေလို့ဓမီးတွေနဲ့ကုညီတောင်းနေရတဲ့ရှင်မြမများမင်္ဂလာပါပရိသတ်ကြီးဒီနေ့တော့ထိုင်းနိုင်ငံဘက်ကရှင်ဘူစီယာကောင်းတဲ့သတင်းတစ်ခုတင်ဆက်ပေးကြပါရီပုံမှန်ဆိုရင်ဒီချိန်ကမိုးရသည်ကုန်လွန်ပြီဖြစ်ပေမဲ့ရှားသည့်ဥဒုဖောက်ပြန်မှုတွေကြောင့်ထိုင်းနိုင်ငံတောင်ပိုင်းမှာမိုးကြီးရေရှမ်းမှုတွေကြီးကျယ်ဖြစ်ပေါ်နေပါရီအထူးသဖြင့်ကဘာလေခီးတရီနဲ့စီကားလေးရှိတဲ့ဆောင်းခလက်ခရိုင်ဟရိုင်မြို့ကြီးဟာအခုချိန်မှာတော့ရေပြင်ကျဲကြီးတစ်ခုလိုဖြစ်သွားခဲ့ပါပြီ အချိန်ကမဟုတ်မိုးတဲတန်စွာရွာသွန်းလိုက်တာကြောင့်တမျိုးလုံးရှိအောက်လျှောက်သွားတယ်လို့ဆိုရလာအောင် အချိန်ဤကဆိုရနေပါရင်ဒီရှိဝေးတန်ကိုဒေတာခန်ထိုင်းလူမျိုးတွေခန်းစားနေရတယ်လို့အဲ့ဒီသားမှာတွားရောက်အလုလုကိုင်းနေကြတဲ့ကျမတို့မြန်မာရွှေပြောင်းလုပ်သားတွေလည်းဒုက္ခပင်လေဝင်နေကြပါရဲ့အရင်မျိုးဆိုတော့စက်ရုံလုံရုံတွေစောက်လုံရေလုံငန်းခွေနေတဲ့ဝန်ဆောင်မှုလုပ်ငန်းတွေမှာလုပ်ကင်နေကြတဲ့မြန်မာနိုင်ငံသားအများဆုံးရှိတဲ့နေရာတစ်ခုလေးဖြစ်ပါရဲ့အခင်းဖြစ်ပွားပုံကရေအားရုတ်တရက်တက်လာတာပါ အလုတ္တမတန်လျားတွေမြင်းကြီးတဲ့ခန်းတွေမှာနေထိုင်ကြတဲ့မြမလုတ္တအများစုဟာဘာပစ္စည်းမှရှေ့ပြောင်းစိန်မရလိုက်ပါဘူး။အဝယ်စားတွေသုံးဆောင်ပစ္စည်းတွေရေထဲမြောပါသွားတာကားထားပါအောင်။နိုင်ငံအခြားမှာတက်တမြရေးကြီးတဲ့ passport စာအုပ်တွေပါရေမြုပ်ရေမြောကုန်တဲ့ဖြစ်ပျက်တွေဟာတကယ်ကိုမှရှင်ခွဲစရာပါပဲ။ညဘက်တွေဆိုရင်လျှက်စစ်မီတွေပြတ်တောက်နေတဲ့အတွက်အမောင်ထူထဲမှာပိတ်မိနေကြပါရဲ့။ ဆိုရှယ်မီဒီယာပေါ်မှာတက်လာတဲ့ဗီဒီယိုပိုင်းချို့ကိုကြည့်လိုက်ရင်အဆောင်အုံမြစ်တွေခေါမိုးပေါ်တွေကနေဓမီလေးတွေတလက်လက်နဲ့ချက်ပြပြီးအကူညီတောင်းနေတဲ့မြင်ကွင်းကတကယ့်ကိုစိတ်မကောင်းစရာပါ။ရှာဝေကေဆယ်ရေးလေရင်တွေကိုငါတို့ဒီမှာရှိနေပါတယ်လားခဲ့ပါအောင်ဆိုတဲ့အိဗေနဲ့ဓမီပြနေတဲ့ဘဝကိုမြင်ရတာတကယ့်ကိုမှစိတ်ထိခိုက်ရပါတယ်။အရှိမာတော့ထိုင်းအနာပိုင်းနေနဲ့ထိုင်းစစ်တပ်ကရဟတ်ရင်တွေစစ်သည်မော်တွေလေတွေတုံးပြပြီးအစွမ်းကုန်ကိစ္စရေလုံနေတာကိုတွေ့ရပါတယ်။ဖိုင်းလူမျိုးမြန်မာလူမျိုးမခွဲကြဘဲကိစ္စပေးနေတာကတော့ဝမ်းသာစရာပါ ဒါပေမဲ့ရေကြီးမှုပမာဏများလွန်းတာကြောင့်နေရာတိုင်းကိုအကူအညီလက်လန်းမမီနိုင်သေးပါဘူး။အခုဆိုရင်ပြင်မိနေတဲ့မြန်မာလူသားတွေဟာတောက်တုံးရင်နဲ့စားတောက်ခဲတွေကိုပါစတင်ကြိုတွေ့လာရပြီလို့သိရပါတယ်။ဒီနေရာကနေဟရိုင်ရဲ့အနီးတစ်ဝိုက်မှာရှိနေတဲ့မြန်မာညီကောင်မောင်နှမတွေကိုသတိပေးစကားလေးပါကျင်ပါတယ်။တရားစီအန်ရရဲ့ကိုအထူးသတိပြုပါ။ရေဆုံနေတဲ့ပလက်ပေါက်တွေဝါယာကျိုးတွေကိုလုံးဝလုံးဝမထိတွေ့ကြပါနဲ့။ကျမရေကြီးဆိုင်ပါ။ရေတွေကညစ်ပတ်နေတာမလို့တတ်နိုင်သမျှတန်ရှင်းတဲ့တောက်ရည်ကိုသာရှာဖွေသုံးဆွဲကြပါ။ အကူအညီတောင်းမှရေပြန်ကျသွားလို့ပဲဖြစ်ဖြစ်အရေးပေါ်အခြေအနေပဲဖြစ်ဖြစ်သက်ဆိုင်ရာအလို့ရှင်ဒါမှမဟုတ်ထိုင်းရဲတပ်ဖွဲ့ကယ်ဆယ်ရေးဖွဲ့တွေကိုရေရဲဝင်အကူအညီတောင်းခံကြပါနိုင်ငံရဲ့အခြားမှာဒုက္ခရောက်နေတဲ့မြန်မာတွေဘေးကင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ပြည်သက်ကြီးတွေမှာရောဟဲရိုင်ဘက်မှာရောက်နေတဲ့မိတ်ဆွေတွေတငယ်ချင်းတွေရှိကြလားသူတို့နဲ့ဆက်သွယ်ရောရကြရဲ့လားလက်ရှိအခြေအနေတွေကိုကွန်မန့်မှာလည်းမျှဝေပေးခဲ့ကြပါအောင်ရှင်ပြည်သက်ကြီးတို့လည်း ရောက်ရှိခန်းစားနေရတဲ့ရွှေမြမာတို့အတွက်လည်းစူတောင်းစကားလေးတွေကွန်မန့်လေးထဲမှာပြောရင်းနဲ့ပဲအားပေးစကားလေးတွေနဲ့တူဖေးမလိုက်ကြရအောင်ပါလားရှင်။ ဟိဝဲရန်နဲ့ဆိုဗီယက်တစင်ကိုသူမတို့လက်ဖွဲ့ပေးလိုက်တဲ့အင်ဂျီကဘလောက်ထိခံနာသလဲဆိုတာကိုတစ်တော့မှချပြလာတဲ့ဟိဝဲရန်အမေတော်ဆန်ဆန်ဝင်ပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ပရိသတ်တွေလည်းတီးကြမှာပါဟိဝဲရန်နဲ့ဆိုဗီယက်တစင်တို့ရဲ့မင်္ဂလာပွဲဟာပွဲပေါင်း၅ပွဲနဲ့အကြီးကျယ်ခံနာခဲ့ရုံသာမကပဲသတို့သားဟိဝဲရန်ဘက်ကမိဘတွေဖြစ်တဲ့ဦးဝင်းကိုနဲ့ဒေါ်ဆန်ဆန်ဝင်တို့က သားနဲ့ချွေမအတွက်သိန်း6000တန်အင်ဂျီတလုံးကိုလက်ဖွဲလိုက်တယ်ဆိုတော့တရင်ကလည်းတကယ်ကိုလေးကြော်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့တရင်ထွက်စားမှာ online ပေါ်ကတချို့သောဝေဖန်သူတွေကအင်ဂျီကတကယ်ရောကောင်းပါမလားအပြင်းမဲမဲကြည့်ကောင်းပြီးတော့အတွင်းပိုင်းမှာတော့ဘာမှမပါဘူးတဲ့။ပရိဘောဂတွေတောင်မပါဘူးတဲ့ဆိုပြီးတော့အမျိုးမျိုးထင်ကြပြီးကောလာဟာလာတွေဖြန့်ခဲ့ကြပါတယ်။ ဒီလိုပြောဆိုနေမှုတွေကိုတခေါမှပြန်မပြောဘဲလက်တွေ့ကြကြအထားကြကြနဲ့တုံ့ပြန်လိုက်သူကတော့ဟေးဝရဲ့ရဲမိခင်စိုးပြေတဲ့စင်ရဲ့ရောက်ခတ်မှဒေါ်ဆန်းဆန်းဝင်းပါပဲသူမကမကြသေးမိကသူမရဲ့ TikTok အကောင့်ကနေတဆင့်တားနဲ့ချွေးမရဲ့အင်တီကြီးထဲမှာ TikTok ဆော့ကစားရင်းနဲ့အင်ရဲ့အခမ်းအနားထေဝါမှုတွေကိုတွဲဝိုက်တဲ့နေနဲ့ချပြသွားခဲ့ပါတယ်ဗီဒီယိုထဲမှာမြင်တွေ့နေရတဲ့မြင်ကွင်းတွေကတော့တကယ့်ကိုနန်းတော်တစ်ခုလိုပါပဲပထမဆုံးဒရီထားမိတာကအင်းရဲ့အဓိကကျွန်းလေကားကြီးပါ အရင်သွေးမြင့်ကျွမ်းသားဆစ်စစ်တွေနဲ့တိစောက်ထားပြီးတော့လက်ရမြောက်လုံးလှပါတယ်။ဒါအပြင်အခန်းဖွဲ့စည်းပုံတွေကလည်းတကယ့်ကိုလက်ဇူရီဆန်ပါတယ်။ကိုပိုင်စမတ်ဘက်ရွန်နဲ့ခင်မီနီးပညာတွေသုံးထားတဲ့မီးဖို့ကြောင့် Five Star Hotel အစ်မရေချိုးခန်းတွေနဲ့တကယ့်ကိုပြည်စုံလုံးပါတယ်။ပရီဘောကမပါဘူးလို့ပြောတဲ့သူတွေပါဆက်ပိတ်တော့အကောင်စားပရီဘောကတွေအလားစင်ပစ္စည်းတွေနဲ့ပြင်ဆင်ထားတာကိုလည်းတွေ့မြင်ရပါတယ် ဒါကိုကြည့်ချင်းအပြင်ဒေါ်ဆန်းဆန်းဝင်းတို့ဇနီးမောင်နဲ့ဟာငွေကြီးချမ်းသာရုံသာမကပဲတားနဲ့ချွေးမပေါ်မှာဘလောက်ထိမြတ်တာကြီးမာပြီးတော့စေတနာထားတယ်ဆိုတော့ကိုပေါ်လွင်နေပါတယ်အထူးသဖြင့်တော့ဆိုပြတဲ့ဇနီးဟင်းဝီရဲ့နှုတ်နှစ်ယောက်စလုံးစိတ်တိုင်းစားဖြစ်စေဖို့သူတို့ကိုယ်တိုင်ရွေးချယ်ဝယ်ယူပေးခဲ့တာလို့လည်းသိရပါတယ် ဆိုပြတဲ့စင်ကတော့တကယ်ကိုကံကောင်းတဲ့မင်းသမီးလေးပါပဲချုံမောပြီးတော့ချစ်တတ်တဲ့ခင်မုန်းကောင်းကိုရထားသလိုကိုကိုသမီးအရင်တယောက်လိုချစ်ခင်ပြီးတော့ရွှေပေါ်များတင်ထားနိုင်တဲ့ရောက်ခမမျိုးကိုပိုင်ဆိုင်ရတာကမင်းကလေးနိုင်ရဲ့အိမ်မက်ပါပဲဒီရင်ကြီးဟာသူတို့ရဲ့အခြေခံရည်လမ်းကိုစတင်ဖို့အတွက်အကောင်းဆုံးခေယာတစ်ခုဖြစ်လာမှသိချပါတယ်ဒေါ်စန်းစောင်းရဲ့ဒီ TikTok ဗီဒီယိုလေးကြောင့်ကောလာဟလာရီအလုံးကငြိမ်ချသွားပြီးရောပရိသတ်တွေကတော့ဆိုပြေတဲ့စင်တို့ဇနီးမောင်နှံရဲ့ကန်စာတာကိုဝိုင်းပြီးတော့အားကျချီးကျူးနေကြပါတော့တယ် ကျန်းသာကြွယ်ဝပြီးတော့တင်းတောင်းချီတန်တဲ့အင်ဂျီပေါ်မှာဘယင်မာလေးတပားလို့ခံစားခွင့်ရတယ်ဆိုတာသူမရဲ့ရှေးဘဝကုသိုလ်ကံကြောင့်ဆိုတာညင်းလို့မရပါဘူးတကယ်တော့အင်တော်တကူစတင်တဲ့အခါမှာကိုပိုင်အင်နဲ့စတင်ခွင့်ရတာကစိတ်ချမ်းသာဆုံးပါပဲအခုလိုမျိုးပြည်ပြည်စုံတဲ့အင်ဂျီဟာကြီးမှာသူတို့နှစ်ဦးရဲ့အခြေခံရင်းလန်းကိုစတင်ခွင့်ရတာကရှေးဆက်မဲ့အနာဂတ်အတွက်ခိုင်မာတဲ့အုံမြင့်တစ်ခုလည်းဖြစ်ပါတယ် ပရိသတ်တွေကလည်းသူတို့ရဲ့ပျော်ရွှင်စရာပုံရိပ်တွေကိုကြည်ပြီးတော့အားကြမဆုံးဖြစ်နေကြသလိုဒီအင်ဂျီတွေမှာတာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုတိဆောက်သွားနိုင်ပါစေလို့ဆုတောင်းပေးနေတာကိုတွေ့ရပါတယ်။ဟင်းဝင်ရဲ့လိုမျိုးကိုယ့်ရဲ့ဇနီးတဲ့ပုံမှာတန်ဖိုးထားပြီးမိဘတွေကလည်းချွေးမကိုသမီးရင်းလိုသဘောထားကဒီလောက်ကြီးကျယ်တဲ့လက်ဖွဲ့တွေပေးရတာကိုကြည်ချင်းအဖြစ်စိုးပြတဲ့စဉ်ကလက်ရှိအနုပညာလောကမှာကဲအကောင်ဆုံးမင်းသမီးလို့ပြောရင်မှားမယ်မထင်ပါဘူး။ကဲပရိသတ်ကြီးဒေါ်ဆန်းဆန်းဝင်းချပြလိုက်တဲ့အင်ဂျီရဲ့ခမ်းနားမှုကိုရောတဲ့ ထားမိကြရဲ့လားဆိုပြတဲ့စဉ်ရကံကားမှုတွေပေါ်မှာဘလို့မြင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်ကြည့်ရှုပေးတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်